လူကြီးမင်းလုံးဝထင်ထားမှမဟုတ်ပါဘူး။တာမန်ချက်ချောက်ကိုချက်စားရင်တော့ဘဲခင်တက်ပူစားလို့ကောင်းပါလေ။သူကတော့အရန်နဲ့ပဲတွေ့တော့တော့ဒါမှမဟုတ်ဇလန်းကြည့်ရင်လည်းတေးစာရီနဲ့ပဲတွေ့စားစားအရန်လိုက်ဖက်ပြီးတော့အရန်စားလို့ကောင်းပါလေ။ချက်ချောက်လေးတွေကိုအလားပြင်ပြလိုက်ကြရအောင်ခင်ဗျာလက်သေးလေးတွေညှိပြီးမယ်ပြီးတဲ့အခါမှာတော့ရေအေးနဲ့ဒေအိုရဲထဲမယ်ချက်တုံမိန်နဲ့ချင်းထဲမယ်ဟင်းချက်ဝိုင်တစုံထဲသွေးမြုပ်တွေမရှိတဲ့အထိပြုတ်ပြီးတဲ့အခါမှာတော့ဆယ်ပြီးတော့ပြောင်းနေအောင်စီပါမယ် ဒေဩရဲပြန်ထဲမေကရဝေအရွယ်တစ်ချဘူးကောင်ငယုတ်ကောင်ကျင်းချက်သွန်ဖြူနဲ့ငယုတ်တီကြောင်းတခြားကေဘင်းငက်ပြာရဲ့အကျေဘင်းငက်ပြာရဲ့အပြင်နဲ့ဘင်းငက်ပီးတို့ကိုထဲပါမေမနစ်ကပီယာအကျန်နဲ့ရေတန်းနဲ့ချက်ချောက်ကိုမြုပ်သွောင်းလို့လောင်းထဲလိုက်မေအဖုံးအုပ်ပြီးရောမိနစ်၄၀လောက်တဲထားပါမေအိုးဘော်ကမချခင်မှာနှမ်းစိနေနေဖြူမေတကယ်ကူမှအရန်မိုက်ပါလေကြိုက်တယ်ဆိုရင်တော့လူကြီးမင်းကလည်း save ထားပြီးတော့လှူစားကြည့်လိုက်ပါနော် အကယ်၍လူကြီးမင်းမ air fryer တစ်လုံးရှိတယ်ဆိုရင်တော့စားကောင်းတဲ့တည့်ရည်သီးလော်လုံးကြီးလေးတင်ပေးပါမယ်ခင်ဗျာဖွေးဖွေးပြပြလေးနဲ့ဝယ်စားတာထက်တောင်မှပိုစားကောင်းပါလေညီကြီးတဲကတူးလာတဲ့တည့်ရည်သီးလေးတွေကိုအပေါင်းပုံစံအရစ်လေးလှီပေးပါမယ်ရေအေးထည့်ထားတဲ့ဒေအိုတွေ15မိနစ်ပြုံးမယ်ဆဲယူပြီးတဲ့အခါမှာတော့ air fryer ရဲကိုထည့်လိုက်ပါမယ်။180 degree နုံနဲ့6မိနစ်အရင်ဖုံးမယ်။ ပြားရည်တုံးမယ်ပြီးတဲ့အခါမှာတော့ပန်းသီးတစ်လုံးတင်ပြီးတော့စားလိုက်ပါမယ်နေတိုင်းစိတ်ရင်းမှန်နဲ့ဟင်းချက်ညီတွေတင်ပေးနေတာအသေးအနီလေးတစ်ခုလောက်တော့ပေးပြီးတော့အားပေးကြပါအောင်ခင်ဗျာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ180ဒီဂရီနုံနဲ့၄မိနစ်ထပ်ဖို့ပြီးရင်တော့ရပါပြီမှုလေမှုရဲချိုလေချိုရဲအပြင်ကဝယ်စားတာထက်တောင်မှပို့ပြီးတော့စားလို့ကောင်းပါတယ်ကိုဝင်ဆောင်တဲ့အချိန်မှာနနက်စပါစားရမလဲမသိဘူးဆိုရင်တော့ဒါလေးကိုစမ်းစားကြည့်ပါစားကောင်းတဲ့ cheese pizza လေးဇနီးတွေကဒါစားရတာအရင်ကြိုက်ကြပါလေ ဂျေဝမုတ်ကခဲဘက်ကိုခွာပြီးတဲ့အခါမှာတော့ဖေးလိုက်ပါမယ်။ခရမ်းကျင်တီဆော့တုပ်ပြီးတော့ဟင်းဒီဟင်းရွက်လေးတွေကိုတုံးထားတဲ့ဝက်ပောင်ချောင်းလေးတွေပစုံတွေထည့်မယ်။ချစ်စလီတွေထပ်ဖြူလိုက်မယ်။ air fryer ထဲမှာအပူချိန်၁၈၀ဒီဂရီနုံနဲ့၁၂မိနစ်ကြောင်လို့ဖုံမယ်။လက်ဆက်တဲ့ပစုံပီဇာလေးကိုရပါပြီ။အပြင်ကကျွရပြီးတော့အတွင်းကနူညံပါတယ်။အရသာရှိတဲ့ချစ်မြင်လေးတွေနဲ့စားကောင်းလို့စားတာမရနိုင်တော့ပါဘူးခင်ဗျာ။ ဒီလိုရာသီမှာဒီလောက်လက်ဆက်ပြီးတော့စိမ့်ဆူနေတယ်တရုံမုံညင်းစိမ့်ကြော်လုံးလို့ရမယ်ကျွန်တော်တကယ်ကိုမထင်ထားခဲ့ပါဘူးခင်ဗျာစားလိုက်တိုင်းမှာမုံညင်းရတာလေးကလက်ဆက်ပြီးတော့နူညံ့နေရပဲထမင်းနဲ့ပဲဆဆာဆံပြုံးနဲ့ပဲတတော်တကယ်ကိုမှအရန်စားလို့ကောင်းပါတယ်ဒီမုံညင်းကတော့ရှန်ဟိုင်းဘက်ကအထူးထုတ်ထားတာပဲဖြစ်ပါတယ်သူတို့စီကမုံညင်းတွေကရိုးရအနေအတိုင်းအချင်းတည်ထားတာပဲဖြစ်ပါတယ်အရသာကလည်းအရန်ကိုမှလက်ဆက်ပါတယ်ကြာရှည်ခံစည်းတွေလည်းမပါဘူးဒါကြောင့်သူ့ကိုပုံမှန်အပူချိန်မှာတင်ထားလို့မရပါဘူး အားလုံးကိုအေးအေးချိတ်ဆက်စနစ်နဲ့ပို့ဆောင်ပြီးတော့ရေခဲတိတရထဲမှာပဲတင်ဆက်ရပါမယ်။ဒါကြောင့်ပဲသူရဲ့အယောင်ကဒီလောက်စိမ့်ဆူနေတာပဲဖြစ်ပါတယ်။အရန်လက်ဆက်မွေးကြိုင်ပါတယ်။မုံညင်းစားရတာကြိုက်တဲ့သူတွေကတော့ဒီမုံညင်းကြော့ကိုအရန်ကြိုက်ကြပါလိမ့်မယ်။စားမယ့်အခါရေတန်ထဲမှာနိုင်ဝဲအရင်စိန်ထားပြရမယ်။စိန်ထားပြီးတော့စားတက်တွေဖယ်ထုတ်ပါမယ်။အရင်လဲနူညံပါတယ်။ပြီးတဲ့အခါမှာတော့နည်းနည်းလေးမှမငံပါဘူး။သူ့ကိုအတုံးလေးတွေဖြည့်အောင်ထက်လီးပြီးတော့ဖယ်ထားပေးပါမယ်။အိုးထဲမှာစီအပူပေးပါမယ်။ တုံထားတဲ့အသားတွေထည့်ပြီးတော့အစီထွက်တဲ့အထိအရင်ကြော်ပါမယ်။ကြက်သွန်ဖြူနဲ့မိုးမြောင်ငရုတ်တီထည့်ပါမယ်။ဘဲငက်ပြာကြီးအပြည့်နည်းနည်းထည့်ပြီးတော့အနံ့ထွက်လာတဲ့အထိမှွေကြော်ပါမယ်။မုံညင်းတွေထပ်ထည့်လိုက်ပါမယ်။ဒီမုံညင်းကြော်ကအလောက်ကြောင်မကြော်ရပါဘူး။နူးလာအောင်လို့1မိနစ်2မိနစ်လောက်ကြော်ပြီးရင်တော့ရပါပြီ။ဒီဟင်ကသူဘသာသူအစကလေးကအရန်ရတာရှိတဲ့ဟင်ဖြစ်ပါတယ်။ တအားကြီးရတာတွေထည့်เสียရမလိုပါဘူးခင်ဗျာနှမ်းနေအောင်မှွေကျော်ပြီးပြီဆိုရင်တော့အိုးဘော်ကချလို့ရပြီဖြစ်ပါတယ်တကယ်ကူမှအရန်နူးညံ့ပြီးတော့အရန်လက်ဆက်ပါတယ်အရန်စားကောင်းပြီးတော့ထမင်းလဲမိန်စီပါတယ်ကျွန်တော်လူကြီးမင်းတို့ကိုအကြံပေးပါမယ်ခင်ဗျာနောက်ထပ်အပြင်ထွက်ပြီးတော့အဲဒီဆယ်ကျက်ကျော်ပေးရတဲ့ခောက်ဆွဲတပက္ကံလေးကိုစားမနေကြပါနဲ့တော့လူကြီးမင်းတို့လည်းကျွန်တော်လိုပဲပတ်စံနှစ်ကျက်သုံးကျက်လောက်သုံးပြီးတော့ကိုပါတာကိုအိမ်မှာခြုံချေးခောက်ဆွဲစစ်စစ်လေးတပက္ကံလောက်လှူစားကြည့်လိုက်ပါအဓိကလုံကြီးကအရန်ရိုးရှင်းပါတယ် ဒေဦးရဲရေထည့်ပြီးတော့ခေါက်ဆွဲထည့်ပြုတ်လိုက်မယ်။ဘာခေါက်ဆွဲနေနေရပါလဲ။ကြက်သွားမယ်ဆိုရင်တော့ဟင်းဒီဟင်းရွက်နည်းနည်းထည့်လိုက်ပါမယ်။ပကံအလွတ်ထည့်ကိုလှီးထားတဲ့ကြက်သွုံဖြူ၊ကြက်သွုံမိန်နဲ့ပဲလေးတွေထည့်လိုက်ပါမယ်။စားကောင်းရတဲ့အဓိကချက်ကတော့ဒီခြုံချေးခေါက်ဆွဲရတာနှစ်ပဲဖြစ်ပါတယ်။သူတွေမှာခြုံချေးရဲ့အထုံငရုတ်ကောင်းစီတွေအထက်မြေပြန်ကငရုတ်ကောင်းတွေပါဝင်ပါတယ်။ကြက်သား900ခန့်လုံးလည်းပါဝင်ပါသေးတယ်ခင်ဗျာ။ဒီချိန်ကိုဇုံးနှဆုံးမဲ့ထည့်ပါမယ်။အနမ်းရတာကအရန်ကိုမှွေလွန်ပါတယ်။ ောက်ဆွဲပြုတ်ရည်3-4စွန်းလောက်ပကံလေးကိုခတ်ထည့်ပါမယ်။ပြီးတဲ့အခါမှာတော့ခောက်ဆွဲထည့်လိုက်ပါမယ်။ဒါဆိုရင်တော့ခြုံချေးခောက်ဆွဲစစ်စစ်တပကံကိုရပြီပဲဖြစ်ပါလိမ့်။မှုလေမှုထုံလေထုံဆက်လေဆက်စပွဲပေါ်တော်မတင်ရသေးဘူး။အခန်းထဲမှာအနှံကမှုန်နေပါပြီခင်ဗျာ။တကယ်ကိုမှစားကောင်းလုံးတဲ့အတွက်ဒီနေ့ကို3ခေါက်လောက်စားမယ်ဆိုရင်တော့ရိုးမသွားဘူးပဲဖြစ်ပါလိမ့်။